ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟော်ရာချန်နယ်လေးကနေစေဝင်စားပွဲထူးခြားဆန်းကျဲတဲ့တဲ့ရင်ဖို့ဖြစ်ရဲ့မန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ့်စာရေးဆရာထောက်မူကြီးသိန်းဝင်းဤရွှေချောင်း90ရခဲ့တော့စွန်ဘော်ပွင့်ရတနာတိုင်းလိုမြည်ရတဲ့စေဝင်စားပွဲထူးခြားဆန်းကျဲပြည့်ရမဇလန်ကောင်းလေးကိုတင်ဆက်ပြီးမှဖြစ်လို့ ခံစားနှားစင်အောင်ပေးကြပါဦးခင်ဗျာစွန်ဘရာဝန်ယရနာတိုင်1990တခုနှစ်ကပါစာရေးသူကျွန်တော်မြကြီးနောင်စွန်ဘရာဝန်လမ်းစခန်းကိုရောင်းရွှေ့တော်ဝင်ထမ်းဆောင်ရပါတယ်ပူဇော်ချင်ရေဘတ်စခန်းပေါင်းခိတ္တတက်ခုပြီးတော့စွန်ဘရာဝန်စခန်းကိုရေဘတ်9ရက်နေ့တူထွက်ခဲ့ရတာပါကောင်းကောင်းနေမှာ ကာဆီယာရင်စာရည်သူကျွန်တော်ရင်တပည့်တယောက်ရေပဲပါပါတယ်နောက်ခန်းမှာတော့ရေဘက်နဲ့ဝန်တန်းနေပါကုန်ပစ္စည်းတွေမပါပါဘူးကျွန်တော်တို့ကန်ဆိုးတာကကျင်ခရံရေရလေးစစီမံကိန်းစောင့်နေတဲ့နေရာကိုရောက်တော့ကျွန်တော်တို့စီးလာတဲ့ကားကရေလဲအောင်ဘော ကျွေတော်ပါတယ်ရင်းနှန်းနဲ့ခီးသွားရမို့ကတ္တိပြတာနဲ့ရင်းနှန်းကြီးကရေရတာပါပဲအဘိုးပစ္စည်းမပါတော့ကာဆီယာကဆိုင်ကေကျုံနဲ့မြကြီးနာကိုပြန်ပြေးပြီး ဝေရပါတယ်။နှစ်နာရီလောက်ကြာတော့ကာစီယာပြန်လာပြီးရေလဲအောင်ဗောလေးတယ်။သုံးနာရီလောက်ကြာတော့မှဆက်ပြင်းပြီးလို့ရှင်းတန်းကြီးပြန်ထွက်နိုင်ပါတယ်။ကာစီယာတိတ်ကြက်ကြီးဟောင်းနဲ့ခလာရကဘိုးကြီးမြင့်လင်းတို့ပြဿနာဖြစ်ကြပါတယ်။ကားပြက်လို့ခီးစဉ်နောက်ကြလို့တယ်။ရေပါလာပဲလိုချင်တယ်။ရေဘူးပေါက်တာမလိုချင်ဘူးတဲ့။စစ်တက်ကတိတ်ကြက်ကြီးဟောင်းနဲ့စစ်ဘိုးရဲ့ရန်ပွဲပေါ့။တလန်လုံးပြဿနာတက်ကြတယ်။ ပူကြီးမြင့်လွင်ဆိုသူကလည်းအတော့ကိုရိုက်ပါလေကိုအဖေတော်ရှိတဲ့ကာစီယာတကြက်ကြီးကိုတက်လန်လုံးဆဲဆူလာတော့တံဖဲရွာကြီးနောက်ကိုရောက်တော့ရေခတ်တွေနဲ့ကာကြီးတည်းလမ်းပေါ်မှာစက်ကြီးတစ်ကောင်ဖြတ်ပြီးလို့ရုတ်တရက်ရှောင်းလိုက်ရင်းနဲ့မလိခမြကန်းကဘာစောက်တွေကိုရေတောက်ဆင်းတော်ပါလေတော်သေးတာတစ်ခုက ကားပေါ်မှာလိုက်ပါလာတဲ့သူတွေအန်ဒီရမဖြစ်ခဲ့ဘူးကားပေါ်ကိုပြန်တက်လာကြတယ်ကာကြီးကိုတော့ဒီတိုင်းပဲထားခဲ့ရပါသေးတယ် ဆက်ပြီးတော့ခီးထွက်လာကြတော့မောင်စာပြိုးချိန်မှာတံဖဲရွယ်ကိုရောက်ပါလိမ့်။အဲ့ဒီရွယ်ကြီးကခလာရတဲ့ရင်ရဲ့အထိုင်စခန်းရှိပြီးရေယာဝတီမြေဆုံနဲ့တမိုင်ပဲဝေးပါလိမ့်။အတော့ကိုစီကားတဲ့ရွယ်ကြီးပါပဲ။ဇာတိတို့ကျွန်တော်တို့ဖွဲ့ကြောင်းပိတ်ထားတဲ့မူလာတန်ကျောင်းကြီးမှာညအိတ်ရန်နာကြရတယ်။အဲ့ဒီကိုရောက်တော့မှချက်ပြုတ်စားတော့ကြရတာပါ။ရာဒီဝတ္ထုကအလွန်ကိုအေးတယ်။မိလုံရင်နဲ့ ညသာကိုစောင့်စားကြရတာညသာကတော့ထမင်းနဲ့ကလဲပဲပြုတ်ကို စားဖြုတ်ပြီးတော့စားကြရတာပါခကြီးသွားနေစဉ်လူအင်အားကများတော့ဖြစ်တယ်လို့ပေါ့အစင်မပြေပါဘူးအဲ့တော့လေရေဘတ်တွေကိုခြေတန်းရှိအကြောင်းကြီးရဲ့မြစ်တလင်းနဲ့ကျောင်းပေါ်မှာကြက်ကြက်တက်တက်ခွဲဝေတဲရတာပါစောင်းကလာအေးလွင်းတော့လေပူပူကက်ကက်ပေါ့နောက်တည့်ရမနဲ့မနဲ့စောစောငါနာရီထားကြပြီမနဲ့စောစော စံပြုတ်တောက်ကြရပါတယ်။စားနဲ့စံနဲ့ရေနဲ့ပြုတ်ထားတဲ့စံပြုတ်ဆစ်ဆစ်ပေါ့။အဲ့ဒီလိုနဲ့သွားလိုက်ကြတော့လန်ခီမော်ကချင်းရွာတွေဖြစ်ကြတဲ့အင်ဇွဲ၊ဆွခါ၊အင်ခါ၊ဖိုအင်ခါရွာတွေကိုဖျက်ကျော်ရပါတယ်။တောင်တက်ဒီမော်စစ်တပ်ကကောင်းဟောင်းကြီးတွေဟာမတက်နိုင်လို့ခြေကားကရင်တက်ပြီးတော့ဆွတင်ရပါတယ်။စစ်တပ်ကကောင်းဟောင်းကြီးတွေဟာတမိုင်ကိုတက်စီတကားလန်စားတဲ့ပြောပါအောင်မေ တောင်တက်ခရီးတွေမှာကားကြီးတွေကမတက်နိုင်လို့စီးတဲ့သူတွေလန်စင်လျှော်တော့ကလည်းတလန်လုံးပါပဲကားကြီးတွေကလူလန်းလျှောက်တော့တော့မမြန်ကြပါဘူးလန်းလျှောက်တော့မှလည်းအလွန့်ကိုတတိထားရပါလိမ့်လမ်းအလယ်မှာတူးဆော့ထားတဲ့မြေပွားနေရင်ဝေးဝေးကရှောင်းရတယ်အဲ့ဒါဟာကံကြီးကထောင်းထားတဲ့တဲ့မိုင်းကျင်ပါပဲတကြောင်ချောင်းကြီးမြောက်ဝရောက်တော့အရင်ဦးစီကရာရီစကန်းဖွင့်ထားတဲ့ မလီခာမြေကန်းကြီးကအလွန်တရားတဲ့တီရန်ဆွတ်ဆိုတဲ့ရွာလေးကိုရောက်ပြီးနှာကြရပါတယ်။ရာသီဥတုကအေးပြီမဲ့တပတ်လောက်ရေမချိုးကြတာကြောင့်မလီခာမြေထဲမှာရေစင်းချိုးကြရပါတယ်။ရေစည်းကအလွန်တန်ပြီးရေကရေခဲလို့အေးခဲနေပါတယ်။ခတ်တတချိုးပြီးအဝေးတဲ့လဲအနွေးတဲ့ဝစ်ပြီးတော့မီးလုံကြရတယ်။တီရန်ဆွတ်စခန်းမှာအရင်ရောက်နေတဲ့ထောင်မှုအကျွင်းက ကချင်အရက်နဲ့အေခံပါတဲ့လူလိုသူလိုစားတော့ရတဲ့ရှောက်ပါတဲ့နေလေးပါတိန်ပေါ်မှာနွဲ့နွဲ့ထွတ်ထွတ်နဲ့ဇင်ကြမဲမကြံသေးဘူးတပကန်း KIA အဖွဲ့ကလက်နဲ့မျိုးစုံနဲ့လှန့်ပြီးတော့ပြပွားတယ်ဆိုင်းဆိုကျွန်တော်တို့ဖယ်ဆင်းပြရမှမသိဘူးဒီပကန်းကခလာရတက်ကလေးလက်နဲ့မျိုးစုံနဲ့ပြန်ပြီးတော့ပြပွားတယ်ထောင်မှုအကျွင်းက တေဘောကဆင်မပြေပဲလှည့်ချခိုင်းလို့ကျွန်တော်လှည့်ချလိုက်တော့ ကန်ကောင်းပြီးတော့အချင်းမီလေးပွင့်ဖိုက်ကြည်တန်းကောင်းကျွန်တော်ရဲ့ကောင်းမောကဖြစ်ပြီးနှင်းရမအပေါကြီးဖြစ်သွားပါလိမ့်ထိုင်သာနေရင်တော့ကောင်းပြတ်သွားပြီပေါ့15မိနစ်လောက်ကြာတော့မှအပြစ်ခက်ရက်ဆဲသွားပါလိမ့်ကျွန်တော်တို့ပြန်ပြီးတော့စကြတောက်ကြရပြန်နေဒါဟာထုံးစံပဲလို့ထောင်မှုအကျွင်းကပြောပါလိမ့်ပင်မလွန်းလို့အိတ်ကြပြီး နောက်တည့်ရမနဲ့ခြုံနိုင်လောက်မှနှစ်ဖက်ပြစ်ကြခက်ကြပြန်နေအေရကမထားသေးလို့အန်တီရေကင်းပါလိမ့် မနက်9နာရီလောက်မှာအိယာကထားကြပြီးမနက်ထမင်းကျော်စာမနက်7နာရီမှာခရီးဆက်ရပြန်ပါလိမ့်ဒီခီးမှာတော့ထောင်မှုအကျဉ်းတို့စကန်လေးသိမ့်ပြီးကျွန်တော်တို့နဲ့တူစွန်ဘရာဝင်စကန်တစ်ကို လိုက်ပါလာကြတာမို့လူဝင်အားကပို့ပြီးတော့များသွားပါလိမ့်ကားကြီးတွေပါပြီးမဲ့ထုံးစံတိုင်းလန့်လျှောက်ကြရတာပါပဲတည့်ရဆွေရွာစကန်နဲ့ကျွန်တော်တို့ခီးစဉ်ဆုံးစကန်ချရမယ်တရုခစကန်က စိမ်ပိုင်လောက်ပဲဝေပါတယ်။မြင်းကြီးလမ်းမို့လမ်းကလည်းတာပါတယ်။ဒါကြောင့်ကျွန်တော်တို့ရင်တန်းကြီးဟာညနေတောင်းပါပဲတယူခမြေကံပြီးခလာရတဲ့ရဲ့တောင်ကုန်းအောက်ကယာယီရေဘတ်စကန်လေးစီကိုညနေဆောင်မှရောက်ရှိတော့ပါတယ်။ရောက်ရောက်ချင်းပဲကျွန်တော်ကပြောင်းရွှေ့လာတဲ့ရေဘတ်တင်900ကိုအဒီမာပဲအရင်ရောက်နေနေတဲ့စကန်တာဝန်ခံဦးရွှေတန်းထံကိုအနှံလိုက်ပါတယ်။ကျွန်တော်ရဲ့တာဝန်ပြီးဆုံးပြီပေါ့ စကန်ဒီတဒုခမြေကမ်းမှာရှိတဲ့ရွာဟောင်းကတိတ်တကြီးတလုံးပေါ့တပည့်ဝန်ထမ်းနေတဲ့သူညဤတဲခုအနာယူလိုက်ပါလေမြေကမ်းဘေးမှာစောင်းရသည်လေးကအတော့ကိုအေးပါလေတိတ်ပြည့်ကြီးတဲ့မှာဆိုတော့မိလဲလုံလို့မရယူနီဖောင်းဘော်ကအလွေးတဲ့ထပ်ဝဲပြီးတော့ကွန်ကက်ဆောင်ကြီးနဲ့ဝေရပါလေမြေထဲကလေးဆောင်တို့ရင်အယူတဲ့အထိစိတ်ပြီးတော့အေးတော့တညာလုံးပင်ပန်းပြီမဲ့နှစ်နှစ်ချိုက်ချိုက် အိမ်လိုမပြောခဲ့ပါဘူးမနေ့၃နာရီလောက်ကအပေါ်ထားသွားလို့ရဲဘက်စကန်ကိုကြည့်လိုက်တော့ဖူးဖူးလုံနေအောင်ရဲဘက်ဒီထွက်ပြေးကြပါလိမ့်မနေ့တာတော့ပါအသင်းပါလာတဲ့တနက်ကို မိုးပေါ်ထောင်ဖောက်ပြီးဟန်တာရပါလိမ့်တစကန်လုံးနိုးလာပြီးဟန်တာဝမ်းဖန်ရတာရဲဘက်၂၀လောက်ပြန်ဖမ်းမိပြီးရဲဘက်တဲ့၂၀လောက်လွတ်မြောက်သွားပါလိမ့်ခလာရတဲ့ကဖူးဖူးကျော်ဝင်လေးစင်းလာပြီးတော့ဆဲဆူစူပူတော်တာပေါ့ အဲဒါကြောင့်နောက်တည့်ရမနေ့မောင်သခန်းတောင်ဝင်ကဦးရွှေတန်းကိုရှေတန်းကိုပို့ပြီးစာရေးသူကျွန်တော်ကိုနောက်တန်းသခန်းတောင်ဝင်ကဖြစ်တာဝန်ပေးပါလိမ့်သခန်းတေကိုခလာရတဲ့ကတောင်ကုန်းအောက်ကတော်တဲ့မောင်တလတွင် အပိဆောက်ဖို့နေရပေးပါလိမ့်နောက်တည့်ရမနေ့ကစပြီးကျွန်တော်နဲ့ဝင်တန်းရေဘက်တီတော်ရှင်ရပါလိမ့်အေးပိုင်းဒေသမှုတောကအလွန်ကိုရှုပ်တည်ကျင်းယုံတွေက စုတွေနဲ့အလွန်ကိုဒုက္ခပေးတယ်။လုပ်ငန်းခွင်သုံးတဲ့လက်နက်ကမပြည့်စုံဘူး။ဓမ္မကြီးတွေနဲ့ပုံပြလို့သာရှိတော့အလွန်ကိုဒုက္ခရောက်ပါလိမ့်။တချိန်တည်းမှာပဲတော်ရှင်ငုတ်ဖို့တစ်ဖွဲ့တေရှာဝါရှာတစ်ဖွဲ့အမိုးကအတွက်ဇလူရက်ခုတ်တဲ့ဖွဲ့တစ်ဖွဲ့နဲ့သလိုရေးလက်သမားတစ်ဖွဲ့လေးဖွဲ့ကိုဖွဲ့ပြီးဖုတ်ပုမိတဲ့လောက်ကြရပါလိမ့်။ပထမဆုံးအရေးကြီးတာကစူယိုအကာဝါးတွေကိုကြံပေါက်ကြလန်း စူဂျိုနဲ့ထက်ကာရတယ်တဖက်ကန်ကရေဘက်စကန်တဲစုကလည်းလုံုံရင်းမကောင်းတော့စူယိုဝင်ပြီးတဲ့ရေဘက်တွေကိုပြောင်းရွှေ့ပြီးစူယိုဝင်ထဲမှာယာယီတဲလေးတွေစောက်ပြီးတော့ထားရတယ်ရေဘက်ဘာဒကြီးတွေလည်းစောက်ရင်ပေါ့ရေဘက်900စားနဲ့ဝင်တဲ့90လောက်တော့ရွာကြီးတရွာတဲပေးရတယ်လို့ပါပဲစာရေးတော်ရေးလုံလုံချုံချုံနေရေးထိုင်ရေးကလည်းပါလာပါတယ်တရုတ်စကားပုံလုံးလူများတော့ချိန်များတာပေါ့ စုယုံဝင်နေပေါင်းမိန်းလာစနစ်ကလည်းလောက်ရပါသေးတယ်။ပေးပလဲလုံကြုံရေးအတွက်ဝန်ထမ်းတွေတွေဆောက်ရတယ်။အဓိကအရေးကြီးဆုံးထမင်းချက်ဖို့ကြီးကလည်းမဖြစ်မနေဆောက်ရပါသေးတယ်။တလောက်လောက်ကြတော့တရုခရေဘက်စကန်းဆိုပြီးစိုင်းဖို့နဲ့ဘာနဲ့ရေဘက်ဘာတကြီးငါးလုံးနဲ့စကန်းကြီးဖြစ်သွားခဲ့ပါသေးတယ်။အဲဒီမှာကျွန်တော်နေတဲ့ယာယီတန်းတန်းကိုဆွတ်ပြီးရေဘက်စကန်းကို အပေါ်စီကမြင်ရပြီးတော့တောင်ကုန်းကြီးကို နောက်ခံအကာအကွယ်ပြုထားတဲ့နေရာကို ရွှေ့ပြီးခိုင်ခန့်တဲ့တဲကြီးဆောက်ပါလေအိတ်ခမ်းပပလေးမလေးတနက်ကြီးကိုကာဝယ်နိုင်ဖို့ဆိုင်ကွာတဲ့လုံးနေနဲ့အကာရန်လုပ်တယ်ဒါပေမဲ့စိတ်မချသေးပါဘူးတကယ်နဲ့ KI လာတိုက်မယ်ဆိုရင်အနောက်ဘက်မှာတောင်ကုန်းကြီးခံနေလို့ပြည်လန့်ပိနေပါလေဒါကြောင့်ပုံချင်းတူဖို့စိတ်ကူမီပြန်နေပုံချင်းတူတော့လေအနောက်ဘက်မှာခလာရကတက်ဆွဲထားတဲ့တောင်ကုန်းနဲ့ အရှိဘကကလန်ချညာခန္ဓာအောင်မှာပါပဲဒါကြောင့်တိန်ကအနောက်ဘက်တောင်ကုန်းကိုလှိုင်းတိုးပြီးတော့အနောက်ဘက်ကရှူတဲ့ကိုစင်ပြင်းနေတဲ့ရှူလန်းကိုစဉ်းစားမိတာနဲ့အတူနေရေပတ်မိုးဆိုးအဖွဲကြောထွန်းတဲ့ကြာတောင်ကိုတိုင်မြင်ကြည့်တော့သူတို့ကလည်းသဘောတူပါတယ်သူတို့နှစ်ယောက်တည်းတနေ့နေနေချင်းလှုပ်ဝက်ပြီးတော့တူကြရမှာပါရှေးမတိန်ကခဏနေတော့အနောက်ဘက်ကလှုပ်ရှားနေတာကိုမမြင်နိုင်ဘူးပေါ့ 1988ခုနှစ်ဒီရခင်ကာလမှာကဲအင်းကစွန်ဘရာဝဲလမ်းတစ်လျှောက်မှာရှိတဲ့ရင်းနယ်စစ်တပ်ကိုအပြည့်ချင်းမုံသွားတယ်ကိုကျွန်တော်သိထားပါတယ်။ဒါကြောင့်တိုက်ပွဲဖြစ်လာရင်လူဝမေရကြိုတင်လွတ်ဝက်ပြီးစီစဉ်ထားတာပါ။တတုကစကန်ကလည်းအခြေကျပြီးတော့အခိုင်အခက်ဖြစ်သွားခဲ့ပြီ။ဒေါ်စကန်ဆိုပေမဲ့အတော့ကိုတတတရရဲ့အခိုင်အခက်စောက်ထားတာမို့စကန်ကတတော့ကိုတာယာခံသွားပါတယ်။ စကံရဲ့အရှင်မလေးရေခါကိုတော်နေနဲ့လမ်းမေမောင်းထမင်းချက်ဘူးကြီးနဲ့ထင်းယုံနေကလည်းအစီရေပေါ်တော်ကြီးရှင်းလိုက်တော့ရေပဲစကံကြီးကထင်းထင်းရှားရှားကြီးပေါ်လာခဲ့ပါတယ်စီယိုဝင်ဘူးတကားကြီးနဲ့ကင်းယုံတဝင်းကြလုံချုံရေးဝန်ထမ်းတွေအရင်ကင်းယုံနဲ့အတော်တန်ဟိဟန်ကောင်းပြီးတော့စနစ်ကြပါတယ်ရေပဲစကံကြီးတာယာလာတော့မနီမွေမှာရှိတဲ့ကဝက်ဘန်နဲ့တီရန်ဆွေရွာတွေက ကရှင်ဇေဒလိတွေရောက်လာကြပါလိမ့်။ဟင်းချက်စီအောင်အတိနံဥနဲ့စစ်လက်ရက်နဲ့ကချင်းရိုးရာစားစီအောင်ကောင်းကြီးနဲ့လုပ်တဲ့မုံတွေပေါ့။သူတို့ကလည်း KI ရဲ့စပိုင်နေဖြစ်နေတာမို့ကျွန်တော်တို့အတော့ကိုတတိထားရပါလိမ့်။ရေပတိကလည်းအောက်ပိုင်းကလာကြပြီး PPC လို့ခေါ်တဲ့သူတို့ရဲ့အငွေတွေကိုလည်းစကန်ကြီးထိုင်ကြလို့ထုတ်ပေးထားတော့စကတ်မှာငွေကပေါ်ပါလိမ့်။ဒီတဲ့လေးတွေ ပါရသမျှပစ္စည်းတွေကိုအလူရဲဝဲကြတယ်။အရက်ကိုတော့ရေပတ်တွေမတော့ရအောင်ကတ်တက်ထားပါတယ်။ဝန်ထမ်းတွေကတော့အလွင်အေးတဲ့ဒေသမှုခွင့်ပြုထားရပါတယ်။အလုပ်ချိန်မှာတော့တောက်ခွင့်မပြုပါဘူး။ငှက်ပြားကာကွယ်ဆေးတွေကိုတော့အပတ်စဉ်စနေနေ့ညနေထောင်ပိတ်ခန်းဒီတိုင်းဝန်ထမ်းတွေရေပတ်တွေကိုတန်းစီပြီးတော့တိုက်ပါတယ်။ပြန်ရေကိုကြောက်လို့ကျွန်တော်တို့မှာ rain bay တနက်တည်းရှိပေမဲ့တော့မလဲရေပါဘူး။ မိုးဆိုးကြောထွားကဒေတာကန်ပြပြစက္ကန့်ရဲ့နိမ့်နမောင်ကြက်ထောင်ငှက်ထောင်ပြီးတော့ရှာကြွေပါလိမ့်တောကြက်တောကြောင်နဲ့ရေကြက်တွေရလို့အသားကိစ္စကကျွန်တော်တို့အတွက်အဆင်ပြေပါလိမ့်ဝင်တန်းနဲ့ရေပတ်တွေအတွက်ကတော့အသာပူတွေပေါ့တခါတည်းရမှာလဲစစ်တက်ကဒုက္ခချောင်းနဲ့မောင်ငါးဘုံခွဲလို့ကြောင်ငချင်းတွေရတတ်ပါလိမ့်အယိုးကတော့အလွန့်ကုန်များလိမ့်တော်တဲ့တောင်ထဲမှာနေရတော့တိုင်ရင်ကောင်းညွန့်နဲ့တော့ကမွန်ချင်းရွတ် ဟင်းကျော်ရွက်ကဲမလင်းရွက်မြင်းမျိုးမျိုးမှုမျိုးမျိုး တော်တညင်သည်ပိနေသည်မလင်းချင်းသည်လေရတပါလိအရင်က တောင်ရဟောင်းနေရှိခဲ့လို့ငရုတ်သည်ပင်ဥမြောင်းနဲ့သေးရွက်ကြီးပင်နေလေရှာရင်ရနိုင်ပါလိစိုက်သူကျွန်တော်ရဲ့တဲ့နောက်ကဥမေလှိုင်ကောင်းကထွက်တဲ့မြေသားတွေကိုရည်စည်းမြောင်းတူးတဲ့သဘောနဲ့ရှူတဲ့ကိုဆွပြပါလိဥမေအဝကလည်း နွေချုံလေးနဲ့ကောက်ွယ်ထားပါတယ်တနေ့နေနေချင်းတူးတာမို့မတိတာပါဘူးတနေ့မှာတော့ဇိုက်တို့ကျွန်တော်နေ့လစာစားနေတော့မုတ်ဆိုးကြော်ထွားကပြောလာပါတယ်ဆရာကျွန်တော်နဲ့ကြတော့ဥမေတူးနေတာဟိုတစ်ဖက်ကိုပောက်ခါနေပြီနဲ့တူတယ်လှိုင်ကောင်းကပင်းနေစဲကြော်သွားတော့လှိုင်တန်ကြနေရတာတစ်ဖက်မှာလှိုင်ကူရှိတယ်လို့ပဲဆရာရဲ့ဆရာလည်းဝင်ပြေးတာနှစ်ရက်သုံးရက်ရှိပြီ ထမင်းစားပြီးရင်ဝင်ကြည့်ပါအောင်ဗျာနော်အေးအေးငါလည်းအလုံးများနေတာနဲ့လိုင်ကူတဲကိုဝင်မကြည့်ဖြစ်တာကြာပြီဒီနေ့တော့ကြည့်ကြသေးတာပေါ့ကွာမိရင်ပြင်လက်နေတမိပါဆောင်းထားလိုအပ်မရတရှိလေးပါလေးနဲ့ရှားထားကွာတော့ကြလိုင်ကောင်းတဲ့ကတွင်အောင်မွေးကြီးနေတွေ့နေအောင်ပဲဟုတ်ဆရာကျွန်တော်အစင်းနဲ့လှုပ်ထားလိုက်ပါမယ်ကျွန်တော်နေ့လေစာထမင်းစားပြီးတော့တဲ့ရဲ့နောက်ဖက်မှာဦးမေလိုင်ကောင်းတဲ့ကိုဝင်ကြတယ် လှိုင်ဝါမောင်လေးဘက်ထောက်ဝင်ရတဲ့အဝါချင်းဖြစ်တော်လေအတွင်း6ဘေခန့်ကိုရောက်တော့မတည့်ရက်သွားနေအောင်ကျေဝင်လာပါလိမ့်15ဘေခန့်ရောက်လူလင်းအောင်စုဝေးထိုင်ပြီးနေနိုင်တဲ့ဇေဘေပက်လေခန့်ဖြစ်နေပါပြီပင်နေစေကျော်ခန့်မှာတုလက်စာရက်နေပါလိမ့်ကျွန်တော်အနီးကပေါက်ပြားနေထုတ်ကြည့်တော့လှိုင်နိုင်ကြရတယ်တစ်ဖက်မှာမြေလိုင်းငန်းရှိနေတော့အတေကြဖြစ်ပါလိမ့်အေးကွာတစ်ဖက်မှာ မြေအောက်လှိုင်ကုန်ရှိနေတာသိကြတယ်ဒီနေရာကဒုတိယကမ္ဘာစစ်တွင်းကအင်္ဂလိပ်နဲ့ဂျပန်စစ်ပွဲကြီးကြပ်ဖြစ်ခဲ့တဲ့နေရာတွေပဲဆွန်ဘရာဝန်လန်းဆိုတာကအင်္ဂလိပ်တွေဂျပန်တိုက်လို့အိန္ဒိယဘက်ကိုပြန်ဆုတ်ပြေးတဲ့ပြူဝလန်းပဲကွာဒါကြောင့်တစ်ဖက်ကအိုမင်ဟာဂျပန်လက်နက်တိုက်လားအင်္ဂလိပ်တွေဝက်ခဲ့တဲ့လက်နက်တိုက်လားကံကောင်းရင်တော့ယတနာတိုက်တစ်ခုလဲဖြစ်ရင်ဖြစ်နိုင်တယ်ကွာတတိထားပြီးတူးကြတာပေါ့ကွာအဲ့ဒီနေ့ကကျွန်တော်တို့ဆရာတပည့်တော် ဟိုမင်းလှိုင်တဲ့ကိုဝင်ကြပြီလိလာဆန်းစစ်ကြပါလိမ့်ဥမင်ကူရဲ့အတွင်းမြေသားမှာအနက်ရောက်ဖြစ်တယ်မိအိမ်လက်နေတမိအလင်းရောက်နဲ့အတွင်းမြေသားမှာပူဆောင်ကျူမြောင်းအုပ်လိုက်မြည်သလိုတက်လက်လက်ရောင်ပြန်ထားနေပါလိမ့်စွန်ပရာပွင်မြမပီမြောင်ပိုင်းမှာမြေများမှာရွှေမုံပါဝင်တဲ့မြေများဖြစ်ကြပါလိမ့်ပဲနေရမစုံမြေကြီးကိုရေးဖြောပြီးရွှေချင်းရင် အနေနဲ့များ ရတတ်ပါတယ်တတုကခြောင်းဆက်မောင်းဒေတာကများရွှေ့ကျင်းထားတဲ့တွင်းချိုင်းများကို အများပြတွေ့ရမှာဖြစ်ပါတယ်အခုလက်ရှိလဲထဝယ်မိသားစုများတဲထုတ်ပြီးနေရရွှေ့ပြောင်းရွှေ့ကျင်းနေကြရဒီနေ့မိသားစုတစုရွေးကြီးလင်းငါရွေးခန့်ရတတ်ပါတယ်တချို့နေရများမှာကျွန်တော်တို့ရေချိုးစင်းရင်လက်သက်ခွင့်ခန့်ရွှေ့ပြောင်းလေးများ ရတတ်ပါသေးတယ်ဥစွာတပတ်နိုင်ငံမိသားကိုတည့်ရွဲ့နဲ့အပေါဖော်ရအောင် တပိခန့်တွမိတော့အခေါင်းပေါကြီးဖြစ်သွားပါလိမ့်တဖက်မှာမြေတိုက်အခမ်းမဲ့ဖြစ်ပါလိမ့်တပြေပြေအပေါက်ကိုချဲပြီးတော့တူးကြည့်အောင်လှုပ်ဝက်မြေတိုက်ခန်းတစ်ခု ပေါ်လာခဲ့ပါလိမ့်နှိချုပ်မြေတိုက်ခန်းဖြစ်လို့အလွန်ကိုသတိထားပြီးတူကြရပါလိမ့်လူတကူသာဝင်ပေါက်ရလို့အခန်းတွေကိုမိထိုးကြည့်တော့ကြည်စံတိတာသုံးလုံးကိုအောက်မှနှလုံးအပေါ်မှာနှလုံးဆင့်ထပ်ထတာကိုတွေ့ရပါလိမ့်တိတာများရဲ့အနီမှာလေလူရိုးစုများနဲ့ ပိုင်းဖဲတနက်များထုံထားတာကို တွေ့ရပါတယ်။အတွင်းကထွက်လာတဲ့အနံ့ကအောက်တိုးတိုးအနံ့ဖြစ်နေလို့ကျွန်တော်တို့ခဏနာပြီးအပြင်ထွက်က လေရှူကြရပါသေးတယ်။အပြင်မှာနေတဲ့နေကင်းဖြစ်လို့ရေပစကန်အတွင်းမှာလည်းလှုပ်ရှင်းနေပြီးတော့လုပ်ငန်းခွင်ကပြန်မလာကြသေးပါဘူး။အချိန်ကမွန်းလွဲနှစ်နာရီခန့်သာရှိပါသေးတယ်။ဒါကြောင့်ကျွန်တော်တို့ဆရာတစ်ဖက်တဲတွင်ခတ္တအနာယူကြပြီးအချိန်ဤအစီရာနဲ့ဥမင်းတွေကို ပြန်ဝင်ကြပါသေးတယ်။ ဒီတစ်ခါမှာတော့မိကိုညွန်နှံ့ရတဲ့မိရင်ကိုမိငင်းလိုက်ပြီးလက်နေတမိကိုသာတုံပါလေဒုက္ခမအသက်ရှူချောင်းသွားပါတော့လေဝင်ပေါက်ကိုချက်ပြီးမြေောက်ခန့်တွင်ဝက်လုံးနဲ့မှွင်းနောက်ပြီးတော့ထိုးကြည့်အောင်ထင်းတဲ့တိုင်းကင်းမြတ်နဲ့မွေးများရှိနေတာကိုတွေ့ရပါတယ်အဲ့ဒါကတော့နှစ်ချွတ်မြေတိုက်ခမ်းမြတ်ရဲ့တဘောတဘာဝပဲဖြစ်ပါတယ်ဆရာအမြင်ထွက်နေပါလားကျွန်တော်နဲ့ကြတော့အထက်ကအကောင်တွေကိုရှင်းလိုက်မယ် ကြောက်ထွားရေမိရှုလို့တော့မရဘူးနော်ကဘာစစ်လက်ကြံခရမ်းပြီးကြောက်တွေကအခုချိန်ထိအသက်ဝင်နေတုန်းပဲကွစိတ်ချပါစရာကျွန်တော်ကြည့်ပြီးတော့စီစဉ်လိုက်ပါမယ်တကြောင်ကျွန်တော်အပြင်ကိုထွက်ပြီးတစ္စကံတွင်ရေလေးချမ်းတောင်းရင်နဲ့အနာယူရပါလိမ့်အပြင်ရောက်တော့မှအသက်ရှူသွားတော့တယ်နိုင်ဝက်ခန့်ကြတော့ဂျာတောင်းကြီးစံတိတာတလုံးထမ်းပြီးထွက်လာခဲ့ပါလိမ့်ပတ်တာနဲ့ကြေးတော့ကလောက်မှမပြည့်စည်သေးပါဘူး မြေတိုက်ခန့်ရဲ့အဆိုးတက်ကြောင့်တန်ကြီးတော်ကင်နေပါလိမ့်ကျွန်တော်တို့တန်တရင်းနဲ့ကြည်တော်ကိုရိုက်ဖြုတ်ပြီးတော့ကလောဖွင့်တဲ့ခါမှာအထဲမှာဆွေးမြည်နေတဲ့ဂတိပါဇဖုံးလွှမ်းထားသောရွှေချောင်းများဖြစ်နေပါလိမ့်တတဘူတစိမ့်နဲ့အကြီးဝန်းလက်နေတဲ့လေးအောင်စောက်ခန့်ရွှေချောင်းရည်90ခန့်ပါပါလိမ့်ဒါဘယ်ရတိတာလဲကြာတော့အပေါ်ဆုံးတိတာပါဆရာဒါကြောင့်မပြည့်စည်တာအောက်ကတိတာနှလုံးကတော့မြေကြီးတဲ့ကျွံဝင်နေလို့ ကိုကြောထွားဂျင်းနဲ့ချိန်ယူတာမရဘူးအထက်ကိုဝင်ယူဖို့လုပ်နေတယ်ဗျအထက်မှာအကောင်မလောင်နေနဲ့ကွာတော့ကြာအန်ဒီရဖြစ်နေပါဦးမေစိတ်ချပါစရာကိုကြောထွားကစေးစရာမဟုတ်ဆိုပါသူကြွမှာလေ15မိနစ်ခန့်ကြာတော့မိုးဆိုးကြောထွားထွက်လာပါလိမ့်သူရဲ့လက်မောင်းလက်နေတမိတလက်နဲ့ဂျပန်ကင်ဒိုဒါနဲ့လက်ပါလာခဲ့ပါလိမ့်ဆရာအောက်ကတိတာနှလုံးကဆွေးနေပြီဆရာမြေကြီးကိုက်နေလို့အတော်တူးယူမှရတာ ကျွန်တော်အဖုံးကိုဖွင့်ကြည့်တော့တလုံးကကြည်စံတက်တာတလုံးကလက်ပြပုံလေးဆရာထောင်ထားတဲ့ကင်တိုဓာတ်တွေနဲ့ရိုင်ဖယ်တနက်တွေကဂျပန်ရိုင်ဖယ်တွေမို့ဂျပန်နေပဲဖြစ်နေမယ်ထင်တယ်ဆရာအယိုးစုတွေကလည်းအရက်ပူပုံရပါတယ်လက်ကြည့်ပါဦးဆရာကျွန်တော်ကင်တိုဓာတ်နှစ်လက်တော့ယူလာခဲ့တယ်ငွေတွေกินနေနဲ့ကွာမင်းဘလို့မြတ်ယူလာခဲ့တာတော့အတန်တိတ်စနစ်ပေါ့ဆရာရဲ့ကျွန်တော်ကဆေးစီရမဟုတ်ဆိုးပါကျွမ်းပါတယ်ဆရာ အေးပါကြော်ထွားရမင်းမြင်ခဲ့ရင်ပြီးတာပါပဲလိုက်မကြည့်တော့ပါဘူးအန္တရာယ်များပါလေကွာအဲအဲ့တော့ဒီရွှေချောင်းတစ်တောက်ကိုတုံပုံပုံပြီးတပုံစီခွဲဝင်ယူကြတာပေါ့မဟုတ်ပါဘူးဆရာရဲ့ကျွန်တော်တို့မယူပါဘူးဆရာပဲယူပါဒီမှာကျွန်တော်တို့ကကင်တိုဒါလက်စီရပြီပဲနောက်ပြီးတော့ကျွန်တော်တို့ကအကျဉ်းသားရဲဘက်တွေလေ၄၅နှစ်လောက်ဒီစခန်းမှာနေရအောင်ပါဆရာကတော့အချိန်မရွေးအင်ကိုပြန်နိုင်ပါလေဘာလို့မလဲဆရာရဲ့ ဒီမှာအသက်အန္တရာယ်များလာပါတယ်။ရန်ကုန်ပြန်ပြီးတတိလို့ဇိမ်နဲ့နေကြပါဗျာ။တကြောင်ဆိုင်တို့ကျွန်တော်အလောက်ကထွက်ခဲ့ပြီးရန်ကုန်ကိုပြန်ခဲ့ပါကြောင်းမိုးဆိုးရေပတ်တပင်းများကောင်းမှုကြောင့်မတောင်းမတမကြောင်ကြရပါပဲ။အေဂျင့်ဆိုနေနိုင်ခြင်းဖြစ်ပါကြောင်းဝန်ခံရပြီတော့မေး။ဆိုင်တို့ဟုတ်ကဲ့ဆိုင်တို့ဆရာကြီးခမ္မူကြီးတင်ဝင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။စေဝင်စားပွဲထူးခြားဆန်းခြင်း ဒရရင်ဘုဖြစ်ရဲ့မဇလန်ကောင်းလေးကိုဘာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိလိုက်ပါအပြင်နားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နဲ့ပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်။အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment အကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ။စာဖတ်ရတာကိုဝါသနာပါပါမိမယ်။ စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဘာမီဟော်ရာ channel လေးကနေထူးခြားဆန်းကျင်လူဝဆန်းကျင်တဲ့တဲ့ရင်ဘူးဘာသာလောကကံပြရရေမတန်မှုခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ